မင်္ဂလာပါအခုချိန်အစပြုတော့နိုဝင်ဘာလ22ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ စစ်ကော်မရှင်တပ်ထဲမှာလက်တလုံးနာမည်ကြီးနေတဲ့သတင်းတပုတ်ကိုအရင်ဆုံးပြောပြပါမယ်။စကိုင်းတိုင်းမုံရမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတ်တိုင်းမူဗမူးချုပ်မျိုးမင်းထွေးကိုအကျယ်ကျုံနဲ့ခုံယုံဖွဲ့ပြီးတော့စစ်ဆီးနေတယ်လို့စစ်တပ်နဲ့နှိဆက်သူတွေကပြောပါတယ်။ဒါအပြင်တမ33ရဲ့ဒုတိယတမမူဖြစ်တဲ့ဗမူးကြီးဇင်မျိုးဦးကိုလည်းအချုပ်ချပြီးတော့စစ်ဆီးနေတယ်လို့ဆိုပါတယ်။သူတို့အေးအေးယူခံရတဲ့အကြောင်းရင်းတွေတဲမှာ Homeland Data ကရွှေလုတ်ကွက် ်တွေစီကိုဒီကန့်တက်ကုန်ပစ္စည်းတွေသွင်းခွင့်ပြုဖို့အတွက်လက်ပေးလက်ယူပေါ့လေဒီငွေယူခဲ့တာ ਨੇ နောက်ပြီးတော့စစ်စေးရေးဂိတ်တွေမှာကုန်ကားတွေစီကနေပတ်စံယူပြီးတော့ဖြတ်တန်းခွင့်ပေးခဲ့တာတွေပါဝင်နေဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်ဘုံမူးချုပ်ဒီမျိုးမင်းထွေးဟာ2023ခုနှစ်အာ ဩဂတ်စ်လ3ရက်နေ့ကကိုကန်တက်မရော MNDAA နဲ့ပူပေါင်းတက်တွေက လာရှိုးကိုတိမ့်တဲ့အချိန်မှာဒီတိုင်မူအာဘိုချုပ်ဆိုးတက်နဲ့အတူပေါ့လေအရာရှိစစ်တီတွေဒီလက်နက်ချအညံ့ခံမှုတွေမှာပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ကိုကန်တက် MNDAA ကပြန်လွတ်ပေးပြီးတဲ့နောက်မှာ2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာတော့ဒီဘိုချုပ်မူကြီးမင်းအောင်လိုင်းကနမခတိုင်မူအဖြစ်ပြန်ပြီးတော့ခန့်ခဲ့တာဖြစ်ပါတယ် အခုနာမခတိုင်းမှုနဲ့တမ33ဒုတိယတမမှုတို့အရေးယူခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်အကြောင်းရင်းတွေကိုတော့အတိအကျမသိရသေးဘူးလို့စစ်တပ်နဲ့နှီးဆက်တဲ့သတင်းအရေးမြစ်တွေကပြောပါရတယ်။ ဒေါ်လာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် Manley PDF ထဲမှာဆိုလို့ရှိရင်လည်းအရေးယူမှုတစ်ခုရှိနေပါတယ်။ Manley PDF ရဲ့ဗဟိုဥဆောင်ကော်မတီဝင်၂ယောက်ဖြစ်တဲ့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကို ထိမ့်သိမ်းထားတယ်ဆိုပြီးတော့ Manley PDF အဖွဲ့ကဒီကနေ့မှပဲထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ15ရက်နေ့ကစပြီးတော့သူတို့ကိုဒီလက်နက်တွေဖြုတ်သိမ်းပြီးတော့တာဝန်တွေကနေလည်းရပ်ဆိုင်းထားလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင်ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်း ်ဘဏ္ဍာပစ္စည်းတွေကိုတရားမဝင် ထုတ်ယူသွားခဲ့လို့ဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်အမှန်တကယ်တော့ဒီကိစ္စအတွက်ပြမှုရှိကြောင်းကိုဒီနှစ်ပေါ့လေဩဂတ်လကရဲကဆုံးဖြတ်ထားခဲ့ကြပြီမဲ့ဘဏ္ဍာတွေကို အခုချိန်ထိပြန်ပြီးတော့မအပ်သေးပဲစီကံဖောက်ဖျက်မှုကြီးမားလာလို့အခုလိုမျိုးအေးအေးယူရတာလို့ဆိုပါတယ်ဒီဖြစ်စဉ်ကို NUG ရဲ့ PDF စရုံးချုပ်ကိုပါတင်ပြထားပြီးတော့လိုအပ်တဲ့စီရင်မှုတွေကိုလည်းလုပ်သွားမယ်လို့ဆိုပါတယ် ယ်တက်တွင်းစီကန်းထိမ့်သိမ့်မှုတည်င်းကိုတည်င်းအမားတွေမပြန့်စီဖို့အတွက်အခုလိုမျိုးထုတ်ပြန်ရတာဖြစ်တယ်လို့လဲမန်လေး PDF ကဆိုပါတယ် အခုတော့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားတွေတေဆုံးတန်ရာရတဲ့တဲ့င်းကိုဆက်ပြီးတော့ပြောပြပါမယ်။ဂရီနီပြည်ဖာဆောင်မြို့နယ်တဲကမော်ချီဒေသမှာဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ9ယောက်ထပ်မံတေဆုံးခဲ့ရပါတယ်။မနေ့7ရက်နေ့ခွဲလောက်မှာမော်ချီမြို့နယ်တဲက KT ညောင်ပင်နဲ့ဒီအမှတ်နှစ်ဆက်ယုံနေရာတွေအပဝဲနေရာ3ခုလောက်ကိုဇက်တိုက်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်သွားတာလို့ဒေသခံတွေကပြောပါတယ်။ ယ်ဒေသခံတွေရဲ့အဆိုအရဆိုရင်ဒီဘုံထိမှန်တည်ဆုံသွားတဲ့သူတွေဟာအဲ့ဒီနေရာမှာအလုလုနေတဲ့ခဲလုတ်သားတွေဖြစ်ကြပြီးတော့၅ရောက်တည်ဆုံခဲ့တယ်လို့အမျိုးသမီးတွေအပါအဝင်ဒီ၁၀ရောက်လောက်ကလည်းထိမှန်တရားတွေရခဲ့ကြပါတယ် မြေပြင်မှာတိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့အရတားတွေရှိနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။မော်ချီဒေသဟာဆိုလို့ရှိရင်ခဲမဖြူနဲ့အဖြိုင်နဲ့တတ်ထူထွက်တဲ့ဒေသဖြစ်ပြီးတော့ပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့ကဂရီနီတော်လန်ရေးတပ်ပေါင်းစုကတင်ပိုက်ထားတဲ့မျိုးဖြစ်ပါတယ်။ကချင်ပြည်ဖက်ကမြို့နယ်မှာဒီမနေ့ကပေါ့လေမနေ့ညကစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်လေးတယောက်သေဆုံးခဲ့ရပါတယ်။ နိုဝင်ဘာလ20ရက်နေ့ည7:00နာရီကျော်လောက်မှာ ဖကန်မြို့ဘူဟာကုန်းနဲ့မရှိကထောင်ကဒီရခိုင်ကုန်းတို့မှာတက်ဆွဲထားတဲ့စစ်တပ်ကစိတ်ငူရွာဘက်ကိုလက်နက်ကြီး10လုံးကျော်လောက်ဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလက်နက်ကြီးတွေဟာစိတ်မူရက်ွက်တက် သုံးနဲ့စမ်းတီတာကုန်းတွေပေါ်မှာကြာရောက်ပြီးတော့ပောက်ကွဲခဲ့တာပါစိတ်မူရက်ွက်တက်မှာဒီမိသားစုနှစ်စုထိခိုက်ခဲ့ပြီးတော့အဲ့ဒီထဲမှာတော့အသက်နှစ်နှစ်အရွယ်သမီးလေးဟာညာရင်းချင်းပဲတေဆုံးခဲ့ရပါတယ်ဒီပြစ်ခတ်မှုကြောင့်ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ9ယောက်လောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်အဲ့ဒီထဲမှာ9ယောက်ကတော့ဒဏ်ရာတွေပြင်းထန်တယ်လို့ဆိုပါတယ်ဒေသခံတွေရဲ့ပြောဆိုချက်အရဆိုလို့ရှိရင်ပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာဒေသထဲမှာတိုက်ပွဲဖြစ်ပွားတာမျိုး ဖြစ်ပွားတဲ့အတန်တွေလည်းမကြားရဘဲနဲ့တခါတည်းရက်ွက်တွေတဲကိုလက်နဲ့ကြီးကြီးတွေကြားခဲ့တာလို့ဆိုပါတယ် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အခုဆိုလို့ရှင်ရဲ့အမှုပညာရှင်တွေအပါအဝင်ဖန်းစီအာဒီဆွဲဆိုခံရတဲ့သူကအယောက်90နီးပါးအထိရှိသွားပြီလို့မြန်မာအင်တာနက် project MIP ကထုတ်ပြန်ပါတယ်စစ်ကော်မရှင်ကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာမှုမှကာကွယ်ပေးရေးဥပဒေဟာအယက်သားတွေအပေါ်ဖိနှိပ်ဖို့လက်နက်တပွဲဖြစ်နေပါတယ်ဒီဥပဒေဟာအမြင့်ဆုံးသေတံအထိချမှတ်နိုင်ပါတယ် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရဒီဥပဒေနဲ့အရေးယူခံရတဲ့သူက စုစုပေါင်း88ယောက်ရှိနေပါတယ်။ MIP ရဲ့စည်ရင်းအရဖမ်းဆီးခံရတဲ့သူ32ယောက်ထဲက17ယောက်ဟာလူမှုကွန်ရက်ပေါ်မှာရွေးကောက်ပွဲကိုဝေဖန်ပြောဆိုတာနဲ့အာဒီဘယ်လိုခေါ်မလဲ reaction ပေးတာတွေကြောင့်အရေးယူခံရတာဖြစ်ပါတယ်။အရေးယူခံရတဲ့သူတွေထဲမှာ director နဲ့တရုတ်ဆောင်တွေအပါအဝင်အမှုပညာရှင်9ယောက်လည်းပါဝင်ပါတယ်။သူတို့ကိုရွေးကောက်ပွဲဝါရ ်ဖြတ်မှုကို ဝေဖန်ခဲ့လို့ဖန်ဆီးခဲ့တာပါ။ဒါအပြင်ဒီဥပဒေနဲ့ KNU AA PDF အပါဝင်အဖွဲ့အစည်း၄ခုကိုလည်းတရားစွဲဆိုထားပြီးတော့စုစုပေါင်းလူပုဂ္ဂိုလ်66ယောက်ကိုပါတရားစွဲဆိုထားတယ်လို့ MNP ကဆိုပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအမေရိကန်ကဒီရုရှားယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအစီအစဉ်ကိုအဆိုပြုလိုက်ပေမဲ့ဥရောပသမ္မတနဲ့ယူကရိန်းအရာရှိတွေကတော့ဒီအစီအစဉ်ဟာရုရှားအလိုကျရေးဆွဲထားတယ်ဆိုပြီးတော့ပယ်ချလိုက်ကြပါတယ်အမေရိကန်စစ်ဝင်ကြီးဒန်ဒရစ်ကောဟာနိုဝင်ဘာလ20ရက်နေ့မှာ ယူကရိန်းသမ္မတဇလန်စကီနဲ့တွေ့ပြီးတော့ ယူကရိန်းဒီရုရှားပေါ့လေအပြစ်ခတ်ရစဲရေးအတွက်ရေးဆွဲထားတဲ့အမေရိကန်အစည်းအဝေးကိုပြောပြခဲ့ပါတယ်အမေရိကန်ကရေးဆွဲထားတဲ့ငြိမ်းချမ်းရေးအစည်းအဝေးထဲမှာယူကရိန်းအနေနဲ့နိုင်ငံရဲ့အရှိပိုင်းကမြေတွေအားလုံးကိုဒီရုရှားလက်ကိုအပ်လိုက်ဖို့တောင်းဆိုထားပါတယ်နောက်ပြီးတော့ယူကရိန်းအနေနဲ့စစ်အင်အားနဲ့စစ်ရေးစွမ်းရည်ကိုလျှော့ချဖို့နဲ့ယူကရိန်း NATO အဖွဲ့ဝင် ဖြစ်လာဖို့အစည်းအဝေးတွေကိုဆိုင်းငံ့ဖို့လို့ပါဝင်ပါတယ်ဥရောပသမဂ္ဂကဒီအစည်းအဝေးကြောင့်အ အခက်ကြုံရတယ်လို့ဆိုပါတယ် ဥရောပသမ္မတထိတ်နန်းတန်တမန်တယောက်ဖြစ်တဲ့ကာဂျာကောလစ်ကတော့ဒီငိမ့်ချမ်းရဲ့အစီအစဉ်ရေးဆွဲတဲ့နေရာမှာဥရောပနဲ့ယူကရိန်းတို့ပါဝင်ဆွေးနွေးခွင့်ရရှိရမှာ ဖြစ်ပြီးတော့ဥရောပကပါဝင်မှုမရှိတဲ့ဘယ်ငိမ့်ချမ်းရေးဆွေးနွေးမှုအာဒီရလက်တွေကိုမှလက်ခံမှာမဟုတ်ဘူးဆိုပြီးတော့သတင်းထောက်တွေကိုပြောပါတယ်ယူကရိန်းငိမ့်ချမ်းရေးဟာဥရောပ လုံခြုံရေးအတွက်ဖြစ်တာကြောင့်ဥရောပကိုလေးလူရှုထားလို့မရဘူးလို့လည်းအလေးနက်ပြောဆိုထားပါတယ်ယူကရိန်း င်ငံခြားရေးဝန်ကြီးကလည်းအမေရိကန်ကရေးဆွဲထားတဲ့28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ဟာရုရှားကလူလားချက်တွေကိုပဲထည့်သွင်းထားတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။စပိန်တရားရုံးက Facebook ပိုင်ရှင် Meta ကိုဒီဒေတာခံအာမီဒီယာအဖွဲ့အစည်းတွေကို Euro 489တန်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်952တန်းယောကြီးပေးဖို့နဲ့ဒီအတိုးနှုန်းအတွက်ယူရိုတန်း60ပေးဖို့အမိန့်ချလိုက်ပါတယ်။မမျှတတဲ့ရှင်ပြိုင်မှုအတွက်ယောကြီးပေးရမှာဖြစ်တယ်လို့တရားရုံးကဆုံးဖြတ်ပါတယ်။ဥရောပစီမံစည်းကမ်းတွေအရသုံးဆွဲသူတွေစီက ချက်လက်တွေကနေဒီလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ကြော်ညာတွေဖန်တီးမယ်ဆိုရင်အာဒီလူပုဂ္ဂိုလ်အဲ့ဒီလူပုဂ္ဂိုလ်ရဲ့သဘောတူညီချက်ကိုရယူဖို့လိုအပ်ပါတယ် စပိန်ရဲ့အဓိကမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ AMI ကမမျှတရဲရှင်ပြိုင်မှုကိုစနစ်တကျနဲ့ဖြစ်အောင်လုပ်ထားတာဖြစ်လို့2018ခုနှစ်ကနေ2023ခုနှစ်အတွင်းဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီးတော့ Facebook, Instagram နဲ့ဒီ WhatsApp တို့ကိုပိုင်ဆိုင်တဲ့အမေရိကန်ရဲ့အရာမကုမ္ပဏီကြီးဖြစ်တဲ့ Meta ကို2023ခုနှစ်မှာတရားစွဲဆိုခဲ့တာပါ စပိန်နိုင်ငံရဲ့မက်ဒရစ်တရားရုံးကအရင်လမှာမက်ဒါဟာဒေတာကာကွယ်ရေးစီမံစည်းကမ်းတွေချိုးဖောက်ပြီးတော့ digital ကြော်ညာရောင်းချမှုမှာတိတာထင်ရှားလောက်အောင် ရှင်ပြိုင်မှုအသာစီးရခဲ့တယ်လို့ဆုံးဖြတ်ချက်ချခဲ့တာပါတရားဆွဲဆိုခဲ့တဲ့ AMI အဖွဲ့ကအထွေထွေဒရိုက်တာ Irene Lenzer ကိုကဒီဖြစ်ရက်ဟာ AMI ရဲ့သတင်းဌာနတွေတင်မကပဲတကဘာလုံးကမီဒီယာတွေအပေါ်ချိုးဖောက်တာဖြစ်တယ်လို့ပြောပါရယ် Spain Radio နဲ့ရုံမြင့်တန်ကြားဌာနတွေကလည်း Meta ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တီးခြားတရားစွဲဆိုထားပြီး Euro သန်း160ရောကြီးတောင်းဆိုထားပါရယ်ဝင်ကြီးချုပ် Pedro Sanchez ကဒီ Spain နိုင်ငံအနေနဲ့ Meta ကိုစုံစမ်းစစ်ဆေးနေပြီးကုမ္ပဏီရဲ့တာဝန်ရှိသူတွေကို Spain လွတ်တော်ရှေ့မှောက်ကိုခေါ်ယူဖို့စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်ဒီစုံစမ်းစစ်ဆေးမှုဟာတန်းနဲ့ချီတဲ့သုံးဆွဲသူတွေရဲ့ဒီပုံကိုရေးကိုရေးအချက်လက်တွေအပြင် လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ် နောက်ဆုံးသတင်းကိုတော့ကျမတို့ဒီတုတ်ကွေးကူးဆက်မှုအကြောင်းကိုပြောပြချင်ပါတယ်။ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာတုတ်ကွေးဖြစ်ပွားမှုနှုန်းများပြားနေပါတယ်။ဂျပန်နိုင်ငံမှာတော့တုတ်ကွေးဖြစ်ပွားမှုနှုန်းဟာဒီ10နှစ်အတွင်းမှာအမြင့်မားဆုံးဖြစ်နေတယ်လို့ဂျပန်အစိုးရက ပြောပါတယ်။ နိုင်ငံတော်အမှားရှိတဲ့သတ်မှတ်ထားတဲ့ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာထောင်ထဲချတဲ့လူနာတွေဟာတတိပေးရလောက်တဲ့အဆင့်နဲ့ဆယ်နှစ်အတွင်းမှာအများဆုံးကူးဆက်ဖြစ်ပွားနေတယ်လို့ဆိုပါရယ်။နိုဝင်ဘာလ10ရက်နေ့ကနေပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိအာနိုင်ငံတော်ကဆေးဘက်ဆိုင်ရာဆေးရုံစည်းကမ်း3000နီးပါးလောက်မှာပေါ့လေလူနာပေါင်းသသိန်းခွဲနီးပါးလာရောက်ခဲ့တယ်လို့ကျွမ်းမာရေးဒီနောက်ပြီးတော့အလုပ်ကန်ရှာဖွေရေးနဲ့လူမှုဖူလုံရေးဝန်ကြီးကပြောပါရယ်။ ထိုင်းနိုင်ငံမှာတော့အော်တိုဘာလာတက်လာတဲ့အတွင်းမှာပဲတုတ်ကွေးဖြစ်တဲ့သူ36000ကျော်အထိရှိခဲ့ပြီးဒီနှစ်အတွင်းမှာတုတ်ကွေးဖြစ်ပွားသူ9000ခွဲနီးပါးအထိရှိခဲ့ပါတယ်။ဒီနှစ်ထဲမှာပဲတုတ်ကွေးကြောင့်သေဆုံးတဲ့သူကအယောက်100ရှိသွားပါပြီ။အဲ့ဒီထဲမှာ64ယောက်ကကာကွယ်ဆေးထိုးမထားတဲ့သူတွေဖြစ်တယ်လို့ကျန်းမာရေးအရာရှိတွေကပြောပါတယ်။ တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကပတ်စဉ်တင်းနယ်လာနေရနေတောက်ကြနေဒီညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။